င်္ဂလာပါရှင်ရခုံခစ်တဲ့မနက်ခင်းတဲ့နေ့ကိုတန်ဆက်ပေးပါမယ်ရှင်မန္တလေးအထိစည်ရေးလိုင်းတွေဆင်းလာနေပြီဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ကြရန် NUG ဝန်ကြီးချုပ်ကတတိပေးပါတယ်မင်္ဂလာပါကခလာရ80နှစ်အဆောင်ဂိတ်နဲ့လှဲကူးကစစ်မှုထောင်ရုံးကိုမိုင်းခွဲတိုက်ခတ်ခဲ့ပြီးတစ်တုံညာနှစ်ခုစစ်စစ်ရေးကိုထောက်ခံတဲ့အနေနဲ့ရန်ကုန်မြို့ပြစစ်စင်ရေးတွေကိုဆောင်ရွက်မဲ့တဲ့ရင်ပါဝင်နောက်ဆုံးတဲ့ရင်တွေကိုတန်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးတိပြည်သူ့ကာကွယ်တပ်တွေရဲ့စစ်ရေးလိုင်းတွေဆင့်လာနေပြီဖြစ်တော့ကဏ္ဍအသီးသီးတွေကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ကြရန်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခန်တန်းကတတိပေးပြောဆိုလိုက်ပါတယ်အမျိုးသားညီညွတ်ရေးဆိုရအစိုးရအဖွဲ့အစည်းအဝေးအမတ်စဉ်27 2024မှာ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်တာပါလက်ရှိကာလမှာစစ်စစ်ရေးအခြေအနေတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ရန်လိုအပ်ပြီးမန္တလေးပြည်စစ်ရေးလိုင်းတွေဆင့်လာပြီဖြစ်တဲ့အတွက်ကဏ္ဍ လအသည်သည်ပြင်ဆင်ကြရန်အောက်ချိုရဲ့ရန်နရာထူထောင်မှုတွေကိုစနစ်တကျပြင်ဆင်ကြရန်ဝန်ကြီးချုပ်ကတတိပေးပါတယ်။ဒါအပြင်ပြည်သူ့ကာကွယ်တပ်တွေကမြို့တွေကို သိမ်းပိုက်ပြီးနိုင်ငံရေးအကျဉ်းသားတွေကိုကယ်ထုတ်နိုင်တဲ့အခြေအနေအမှန်တကယ်ရောက်ရှိလာပြီဖြစ်တယ်လို့လည်း NUG ဝန်ကြီးချုပ်မန်ဝင်းခန့်တန်းကပြောပါရယ်။ဆရာနာရှင်စနစ်ကိုအပြည့်အဝဖြိုလဲပြည့်တဲ့တိုင်အောင်နိုင်ငံတော်မှာဖြည့်ရှင်းစရာကိစ္စများစွာရှိနေပြီးဒီပြဿနာတွေကိုပြည်လည်အောင်ဖြည့်ရှင်းတာရှေ့စည်းခိစက်ကြမှာဖြစ်တယ်လို့လည်းပြည် ောင်စုဝန်ကြီးချုပ်မန်းဝင်းခန္ဓာကပြောပါရရှင်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာစည်ရေးပဋိပက္ခကြောင့်နိုင်ငံတော်ပြိုကွဲမဲ့အနေအထားကိုရောက်ရှိနေပြီးငင်းချမ်းတဲ့နိလန်နဲ့အဖြစ်ရှာကြဖို့ UWSA ကကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။2021ခုနှစ်မြန်မာနိုင်ငံမတိမငင်ဖြစ်ပွားတဲ့ချိန်ကစပြီးဝပြည်နယ်အနေနဲ့တပိုင်းတွေ့ကြုံတဲ့သင်ကန်းစာကိုယူပြီးဝပြည်နယ်ကတိုင်းရင်းသားပေါင်းစုံတို့ရဲ့အကျိုးစီးပွားကိုစဉ်းစားကဘယ်အဖွဲ့အစည်းရဲ့စည်ရေးပဋိပက္ခမှာမှပါဝင်ပတ်သက်မှုပြုလုပ်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်စင်မီမွေးချင်းဆိုတဲ့ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်အတည်ပြုခဲ့တယ်လို့အဲ့ဒီရည်ရည်ချက်ဟာလည်းအချိန်ကာလနဲ့အခြေအနေအမျိုးမျိုးကြောင့်ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ကြေညာချက်မှာဖော်ပြထားပါတယ်။အဲ့ဒီမူဝါဒဟာဝါပြည်နယ်တိုင်းရင်းသားဘောင်းဆောင်တို့ရဲ့အကျိုးနဲ့ကပ်ညီတဲ့အပြင်မြန်မာနိုင်ငံတိုင်းရင်းသားဘောင်းဆောင်တို့ရဲ့အကျိုးနဲ့လည်းကပ်ညီတယ်လို့ Euro SA ကဆိုထားပါတယ်။လက်ရှိမြန်မာနိုင်ငံဟာစစ်ရေးပဋိပက္ခကြောင့်နိုင်ငံတော်တစ်ခုလုံးပြိုကွဲမဲ့အနေအထားကိုရောက်ရှိနေပြီးစီးပွားရေးကဆိုင်ချင်းထုတ်လုပ်မှုရဆိုင်ချင်းကုန်သွယ်မှုရပ်တန့်ခြင်းနဲ့လုပ်ငန်းတွေ ွေအသီးသီးဆိုးရွားစွာထိခိုက်ပျက်စီးခြင်းတို့ကြောင့်ပြည်သူတို့ရဲ့နေထိုင်မှုဘဝဟာမျှော်လင့်ချက်ကင်းမဲ့တဲ့အခြေအနေကိုရောက်ရှိသွားတယ်လို့ကြေညာချက်ပါရေးသားထားပါဗျ။ဝါပြည်နယ်ကရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင်မြန်မာနိုင်ငံနေရအနှံ့ကပဋိပက္ခတွေဟာအဖက်ဖက်ကိုထိခိုက်နေပြီးပြည်သူတို့ရဲ့စီးပွားရေးကိုပြန်လည်နလန်ထူစေဖို့အတွက်နေရစွန့်ခွာသွားတဲ့ပြည်သူတို့ကိုလုံခြုံရေးအမှတ်ခံချက်ရှိစွာ နေရကိုပြန်ရောက်စေဖို့အတွက်ပြည်ထနာတွေကိုတွဲဆုံဆွေးနွေးမှုအပါအဝင်ငြိမ်းချမ်းတဲ့နီလန်းမျိုးစုံနဲ့ ဖြစ်ရှင်းသွားကြရန်အလေးနဲ့တိုက်တွန်းအပ်တယ်လို့လဲဝပြည်သွေးစည်းညီညွတ်ရေးပါတီကထုတ်ပြန်ထားပါရရှင်။ ရန်ကုန်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်ကခလာရ80နှစ်အဆောင်ကိတ်နယ်လှဲကူမြို့နယ်ကစစ်မှုထောင်ရောင်ရုံကိုမိုင်းခွဲတက်ခတ်ခဲ့လို့ရန်ကုန်မြို့ပြစစ်စေအဖွဲ့ဖြစ်တဲ့ Operation Flame OF ကရန်ကုန်ခေတ်သတင်းနာကိုပြပြပါရစေ။ဇွန်လ30ရက်နေ့ည9:30မိနစ်ဝန်းကျင်အချိန်မှာလှဲကူမြို့နယ်ရန်ကုန်ဘကိုးလက်မပေါ်ကစစ်မှုထောင်ရောင်ရုံနဲ့ည9:55မိနစ်ဝန်းကျင်အချိန်မှာမင်္ဂလာတော်မြို့နယ်ရွှေနေသာရက်ကွက်အမှတ်3လမ်းမပေါ်ကအကြက်ဖက်စစ်တပ်ခလာရ80နှစ်အဆောင် ောင်ခဲ့ကင်းစကန်တို့ကိုအဝေးထိမ်းမှန်အသုံးပြုပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ခိုက်မှုအပြည့်မှာရန်သူဘက်ကထိခိုက်မှုအချို့ရှိခဲ့ပြီးအသေးစိတ်အခြေအနေကိုစုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုဆက်စပ်ပြီးဆုံးသွားပြီးရဲ့နောက်မှာတော်လဲအဖွဲ့သားတွေအားလုံးဘေးကင်းရာကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်း Operation Flame OF ကပြောပြပါဗျ။ရန်ကုန်မြို့ပြတော်လိုင်းမဟာမိတ်တွေအားလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခတ်ချိန်မုံသွားမှာဖြစ်တယ်လို့မြန်ပိုင်းညီနောင်၃ဘွဲ့နဲ့တော်လဲအင်အား များစုတွေရဲ့တစ်တုံညာနှစ်ခုစစ်စေအပိုင်းနှစ်ကိုအပြည့်အဝထောက်ခံပြီးရန်ကုန်မြို့ပြစစ်စေရေးကိုလည်းဟန်ချက်ညီပေါ်ဆောင်သွားမယ်လို့ Operation Flame OF ကကြေညာထားပါတယ်ရှင်။ ရှမ်းပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုအရှိမြောက်တန်းစစ်တနာကျော်အေရီယာတွင်စစ်ကောင်စီရဲ့လက်နက်တိုက်ရှော့တိုက်တုံးထိမှန်ပြီးမိလောင်ကျွမ်းခဲ့လို့စေတရင်မြစ်ကပြပြပါရစေ။မနေ့ကမနေ့ပိုင်းမှာလာရှိုကအရှိမြောက်တန်းစစ်တနာကျော်အေရီယာတွင်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော်လင်းတပ်တွေပြစ်ခတ်တဲ့ရှော့တိုက်တုံးတွေကြက်ရောက်ပောက်ကွဲသွားခဲ့ကမိလောင်ခဲ့လို့လည်းသိရပါရစေ။ဇွန်လ29ရက်နေ့ကနေစတင်က MNDA ဦးဆောင်တဲ့တော်လင်းတပ်တွေကအရှိမြောက်တန်းစစ်တနာကျော်ကိုစတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့လို့လဲဆိုပါရယ်တော်လန်တပ်တွေပစ်ခတ်လိုက်တဲ့ရှော့တိုက်တုံး၁၀လုံးထက်မနည်းဟာစစ်ကောင်စီရဲ့လက်နက်တိုက်ကိုထိမှန်ပြီးမီးလောင်ကျွမ်းခဲ့တာလည်းဖြစ်ပါရယ်လက်ရှိတိုက်ပွဲတွေဟာရမခတိုင်းစစ်တနာကျုံရဲ့ပင်မအထံရုံးကျုံနဲ့တမိုင်ပက်လေအတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါရယ်ဒါအပြင် MNDA တပ်ကလာရှိုးမြို့ရက်ွက်ရှဲမန်စုစည်းတို့မှခုံအောင်နေအာနာသိန်းတပ်ရဲ့အကျဉ်းချံရန်သူတွေကိုအောင်မြင်စွာချိန်မုံနိုင်ခဲ့တယ်လို့ဂျွမ်လာ၂၈ရက်နေ့ကလည်း AD တိုးဂိတ်ကျော် စကန်အပါဝင်စစ်ကောင်စီတပ်ရဲ့စကန်စုစုပေါင်း၄ခုကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့လို့လည်းသိရပါရရှင်။ တနင်္သာရီတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတန်းတနင်္သာရီမြို့နယ်မှာရင်းနှီးမြုပ်နေတဲ့လက်သစ်ရွာကိုအကြမ်းဖက်စစ်တပ်ကရဲရင်နဲ့ဘုံ၁၃လုံးကိုကျဲချတိုက်ခိုက်ခဲ့လို့ဘေးခရန်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ကတောင်ဝိုရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ဇွန်လ30ရက်နေ့ညနေ4:45မိနစ်လောက်မှာတနင်္သာရီမြို့နယ်ကရင်းနှီးမြုပ်နေတဲ့လက်သစ်ရွာကိုအကြမ်းဖက်စစ်တပ်ကရဲရင်နဲ့ဘုံ၁၃လုံးကိုကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရတယ်။တိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုမရှိဘူးလို့ကနအူးသိရပါပြီမယ်။ ယ်။မြေပြင်အခြေအနေအသေးစိတ်ကိုအတိမပြုနိုင်သေးဘူးလို့လည်းဆိုပါရယ်။လက်ရှိစစ်ကောင်စီတပ်ကတနင်္သာရီတိုင်းတွင်စစ်ကြောင်းထုံးမှုတွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်နေတယ်လို့ဘေးခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတပ်ကတောင်းဝန်ရှိသူတို့ကပြပြပါရယ်ရှင်။ မန္တလေးရဲ့တရင်တဘောကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတန်းစင်ကူးမြို့နယ်ရွာသားရပြူစကန်းကိုတိုက်ခတ်သိမ်းပိုက်ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သား90ကျော်တေသွားပြီး90ကျော်ကိုအရှင်းဖမ်းမိကလက်လက်ခင်းရဲ့အမြောင်များကိုလည်းတင်ဆက်ရရှိခဲ့လို့ပြည်သူအစီကံတော်လိုင်းတစ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တမီဒီယာကိုပြောပြပါရစေ။ဇွဲလာ25လင်းကစင်ကူးမြို့နယ်ရွာသားရပြူစောတီစစ်ကောင်စီတပ်စကန်ကို စတင်တိုက်ခတ်ခဲ့ရမှာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးမနေ့၈နိုင်အချိန်လောက်မှာအပြည့်အသက်တိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီသိမ့်ပိုက်မှုတွင်အကြက်ဖက်စစ်သားနဲ့ပြူစောဒီ90ကျော်တည်သွားခဲ့ကစစ်သားနဲ့ပြူစောဒီမိသားစုဝင်90ကျော်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးစင်ကူးမြို့နယ်ပခပကိုလွှဲပြောင်းပေးခဲ့လို့လည်းဆိုပါဗျ။သိမ့်ပိုက်ရရှိခဲ့တဲ့ရွာသားရစစ်ကောင်စီတပ်စခန်းဟာဝက်လက်မြို့နယ် AR မြကန်းနာဘေးကကြေးရွာတွေကို မိရှို့တာပစ္စည်းတွေကိုခိုးယူတာပြည်သူတို့ကိုတပ်ဖြတ်တာတွေအကြင်ကြင်ပြုလုပ်ခဲ့တဲ့စခန်းတစ်ခုဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီစခန်းသိမ့်ပိုက်မှုတွင်လက်လက်ခရရန် မြောင်များကိုလည်းတင်းဆဲရရှိခဲ့သလိုဖက်စီရရှိတဲ့စစ်တုံ့ပန်းတွေကိုလိုအပ်တဲ့စေဝါကူတာမှုတွေပေးထားပြီးလိုအပ်တဲ့စစ်ဆေးမှုတွေကိုပြုလုပ်ကာကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ပေးထားလို့လည်းသိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲကိုပြည်သူ့အစည်းအကံတော်လိုင်းတစ်ဖွဲ့ရှင်ဘုံခရံအမှတ်၁တရင်နှင့်ပြည်ဦးလင်ခရံ912တရင်မန္တလေးခရံတရင်6မန္တလေးခရံတရင်3ဝက်လက်မြို့နယ်ပကဖနဲ့စင်ကုန်းမြို့နယ်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်2ဦးဟာဒီမိုကရေစီ ွေစီနဲ့ဖက်ဒရယ်ပြည်အောင်စုအတွက်အသက်ပေးလိုခဲ့ရလို့သိရပါပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မန္တလေးတိုင်းဈေးပင်ကြီးဗဟိုဝန်တန်းတက္ကသိုလ်မှာအမေရိကန်နဲ့တရုတ်မုံဒီရဲ့ပြင်လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေဟာအကြမ်းဖက်မေးအွန်လိုင်းနဲ့မသက်ဆိုင်မှုဆိုတဲ့အကြောင်းအရာတွေကိုတင်ကြားနေတယ်လို့တင်ကြမ်းတက်ရောက်နေသူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်လက်ရှိဈေးပင်ကြီးဗဟိုဝန်တန်းတက္ကသိုလ်မှာတင်နန်းတက်ရောက်နေသူတွေကို နိုင်ငံရေးဖြစ်ပျက်တွေဟာမေးအွန်လိုင်းနဲ့မသက်ဆိုင်ကြအောင်အမေရိကန်မကောင်းကြအောင်တရုတ်အလိုမရှိတဲ့အောင်းတွေကိုအဓိကတင်ကြားပေးနေတယ်လို့လည်းသိရပါရယ် ဒါအပြင်ဈေးပင်ကြီးဘိုးဝန်ထမ်းတက္ကသိုလ်မှာတင်နန်းသားတွေရဲ့ပတ်စံခိုးခံရတာတွေမှာစုပေးရံမှာလည်းပေးချင်တယ်လို့ပေးနေရတာတွေကြောင့်တင်နန်းသားတွေကြားမှာမကျေနပ်ချက်တွေဖြစ်ပေါ်နေပြီးစုပေးရံမှာလည်းငွေယူပြီးစုပေးနေတာတွေလုဆောင်နေရလို့လည်းသိရပါဗျ။ဈေးပင်ကြီးဘိုးဝန်ထမ်းတက္ကသိုလ်မှာတာဝန်ထမ်းဆောင်နေတဲ့အောက်ခြေရဲတွေဟာနေရောညပါကင်းဆောင်နေရတဲ့အတွက်အေးအေးပြက်ပင်ပန်းနေကြတဲ့အတွက်ကြောင့်ထွက်ပြေးကြသူတွေလည်းရှိနေရလို့သိရပါဗျ။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပြရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ